ပြည်တွင်းနဲ့ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားမြင့်တက်နေတာကြောင့်မြန်မာနိုင်ငံမှာထောက်ပတ်သည့်စိုက်အေကားတွေတိုးချဲ့သွားဖို့အစီအစဉ်ရှိကြောင်းမြန်မာနိုင်ငံထောက်ပတ်သည့်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MBO ကနေသိရပါတယ်။ has အမျိုးအစားလိုမျိုးဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ထောက်ပတ်သည့်မျိုးတွေကိုစိုက်ပျိုးသွားမယ်လို့တာဝန်ရှိသူကဆိုပါတယ်။ပြီးခဲ့တဲ့ထောက်ပတ်သည့်ရာသီမှာအရေးသွေးမြင့် has အမျိုးအစားထောက်ပတ်သည့်တန်ချိန်3000ခန့်အထိအထွတ်နှုန်းကောင်းမွန်ခဲ့ပြီးယခုနှစ်မှာလည်းအထွတ်နှုန်းမြင့်မားနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ပြည်ရမဆိုင်ပြိုတဲ့ has bucania amara စရဲထောက်ပတ်တီမျိုးတွေရဲ့လိုအပ်ချက်မှာတနစ်တန်တနစ်တိုးလာတဲ့အကြောင်းအစိုးရကန်ဆာရီကဆိုပါတယ်။ယခုနှစ်မှာပြည်ရင်းထုတ်အရေးသွင်းမြင့် has ထောက်ပတ်တီတွေကိုစင်ကာပူနဲ့ထိုင်းနိုင်ငံကိုအဓိကတင်ပို့မယ်လို့လည်း MWB ကိုတာဝန်ရှိသူကဆိုပါတယ်။ MWB နဲ့ဆိုင်ပြိုဥစည်းဌာနတို့ဟာတရုတ်နိုင်ငံကိုလည်းတရားဝင်တင်ပို့ခွင့်ရဖို့ GACC လက်မှတ်ရရှိရေးပူးပေါင်းဆောင်ရွက်နေပါတယ်လို့၎င်းကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကပြည်တွင်းမှာစိုက်ပျိုးထက်ရှိတဲ့ထောက်ပတ်သူတွေကိုမလေးရှားဈေးကွက်ထံစမ်းသပ်တင်ပို့နိုင်ခဲ့ပြီးလက်ရှိမှာလည်းအိန္ဒိယကိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့်အနည်းငယ်စတင်တင်ပို့လျက်ရှိကြောင်းမှခင်ဗျာ